ကြားဖြန့်အန္တရာယ်အတွက်ကာကွယ်ရေးဝရဇိန်၄မျိုးပင်နဲ့ password တန်ချက်က SDB အပါအဝင် Gmail နဲ့တခြားဆက်ဆက်အကောင့်တွေကိုယ့်ရဲ့ device တွေနဲ့ bank app တွေမှာလုံခြုံရေးအနေနဲ့ပင်နံပါတ် password တွေခံထားကြပါတယ်။ဒါကိုပို့ပြီးတော့ခိုင်မအောင်အနည်းဆုံး3လတခါလောက်ပြောင်းလဲပြီးကြားဖြန့်ရန်နေကာကွယ်လိုက်ပါ။ပင်နဲ့ password ပြောင်းလဲရမှာလေလူသိလွယ်ပြီးရိုးရှင်းတာမျိုးမဟုတ်ပဲ။ ခမန်းရခတ်တဲ့ဂျာမန်စလုံးတွေ special character တွေကိုသုံးပေးပါသတိပေးချက်မိမိ password pin private key တို့လုံခြုံမှုဟာမိမိတူတဲ့ရဲ့တာဝန်ပါစောက် phone note တို့မှာလွယ်ချရတာမျိုးတွေကိုရှောင်ပါဘသူ့မှမပေးပါနဲ့ VPN ကိုပြဝတ်ရောကိုယ့်ရဲ့ digital ငွေကြေးအသုံးပြုမှု online တည်နေရာတွေကိုလုံခြုံအောင်ခြေရဖြောက်ပေးဖို့ VPN ကနေပြီးတော့ကူညီပေးနိုင်ပါတယ် ပြည်ရင်းက SDB အသုံးပြုတဲ့ပြားတို့အတွက်ပို့ပြီးတော့ယုံကြည်စိတ်ချရအောင် paid VPN သုံးပြီး SDB ပိုင်ဆိုင်မှုနဲ့ internet ကွန်ရက်အသုံးပြုမှုတွေကိုစီမံခန့်ခွဲလိုက်ပါတတိပေးချက် free wifi သုံးတဲ့အခါ VPN ကြော်ဖို့ကိုမမေ့ပါနဲ့ VPN ကို Play Store, App Store တို့မှာလွှဲပြီးအခြား website များမှာ download ဆွဲတာမျိုးမလုပ်သင့်ပါ transfer ကြားဖြန့် radar ငွေလွှဲပြောင်းရောင်းမှာကိုစီ RM အယောင်ဆောင်ပြီးဝန်ဆောင်မှုပေးဖို့စဆက်သွယ်ရင်သို့မဟုတ်အီးမေးလ်ကနေတဆင့်မတင်ငါစရာလင့်တွေပို့ပြီးကိုရေးကိုတာအချက်လက်တွေတောင်းနေပြီဆိုရင်ကြားဖြန့်လူလိမ့်မှာကိုပိုင်ဆိုင်မှုတွေမတမာလူတွေလက်ထဲမရောက်အောင် SDB app တွေကတရားဝင် RM များနဲ့သာဓာတ်ရိုက်ဆက်သွယ်ပြီးသို့မဟုတ် SDB counter page ကနေတဆင့်တီးပြူပြီးမှငွေလွှဲပြောင်းမှုကိုလှုပ်ဆောင်မှာ3ပေးချက် ကိုယ့်စီအကြောင်းအမျိုးမျိုးနဲ့ရောက်လာတဲ့ link များကိုလုံးဝမနှိပ်ပါနဲ့ STB user community telegram မှာ blacklist scammer စာရင်းကိုစစ်ဆေးနိုင်ပါတယ် 2FA တိုင်းက 2FA နှစ်ဆင့်ကန်လုံခြုံရေးစနစ်ကတော့လုံခြုံရေးအတွက်အရေးကြီးဆုံး cancel လက်နက်တစ်ခုပါကြားဖြတ်တွေက code password ကိုကျော်လာနိုင်ရင်တော့ 2FA စနစ်ခံထားတဲ့အခါအလွယ်တကူမဝင်နိုင်တော့ပါဘူးမိမိ STB အပါဝင်ဆက်ဆက် email နဲ့ social media အကောင့်တွေကို 2FA တိုင်းကနေအခုပဲကာကွယ်လိုက်ပါသတိပေးချက် 2FA မပြောက်ပြက်အောင်မိမိရဲ့ authenticator app မှာ sync ကိုနှိပ်ပေးဖို့မမေ့ပါနဲ့